အင်္ဂလိပ်ဘာသာစကားကိုတကယ်တက်ချင်တာလားဒါဆိုရင်ကိုကိုကိုဒီမေကုန်း၃ခုကိုပြန်မေးကြည့်ပါ ားလုံးမိလာပါ AESC နဲ့ပြန်လဲဂျိုးဆိုလိုက်ပါရယ်ကျွန်တော်မတွေ့ကြရလဲတော်တော်လေးကြာနေပါပြီကျွန်တော်ကတော့ AESC ရဲ့ founder ဆရာဘူဖြစ်ပါတယ်ခုနကခေါင်းစဉ်ကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အင်္ဂလိပ်ဘာသာစကားလေးလာနေတဲ့သူတော်တော်များများကအင်္ဂလိပ်လိုတတ်ချင်တယ်အင်္ဂလိပ်ဘာသာစကားတက်မြောက်ချင်တယ်ဒီလိုမျိုးပါဇက်ကသာတဖွားပွားတဖွားပွားပြောနေကြလာဒါပေမဲ့ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါနံပါတ်1ဘာလို့တက်ချင်တာလဲအဲ့လိုမေးလိုက်တဲ့အခါမှာတချို့ကလည်း နိုင်ငံကသုံးဘာသာစကားဖြစ်လို့တက်ထားရင်ကောင်းလို့တက်ချင်တယ်တချို့ကလည်းအလုံးမှပြောဖို့လို့အဲ့လိုတက်ချင်တယ်တချို့ကလည်းစာမွေးတွေဖြည့်ဖို့တက်ချင်တယ်တချို့ကလည်းနိုင်ငံသားကိုသွားဖို့ကြောင့်တက်ချင်တယ်အဆရှိသဖြင့်အဆရှိသဖြင့်အဖြေတွေထွက်လာကြပါလိမ့်မယ်ဆိုလိုချင်တာကကိုသွားချင်တဲ့ပန်းတိုင်မတူရင်လောရတဲ့ပုံစံတွေလည်းမတူပါဘူးအဲ့ဒါကြောင့်မလို့နံပါတ်1ဘာကြောင့်တက်ချင်တာလဲဆိုတဲ့ဟာကိုကိုကိုပြန်မေးဖို့လိုပါတယ်နံပါတ်2အနေနဲ့ထပ်မေးရမယ်ဆိုလို့ရှိရင်ဘလောက်အထိတက်ချင်တာလဲ ဆိုလိုချင်တာကအလုတ်သွားလုတ်မယ်တဲ့ငကြားမှာအလုတ်လုတ်သွားလုတ်မယ်ဆိုတော့သမင်းစာရေးတော့ပြောတတ်ရပြီလားဘောနော် just communication ပေါ့ဒါမှမဟုတ်လေအလုတ်မှာတကယ် professional ကြာကြာကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေ presentation တွေအစစနစ်တကျနဲ့လုံးဝအမိုက်စာတင်ပြဖို့ပြောပြဖို့လိုနေတာလားအဲ့ဒီကိုတက်ချင်တဲ့ပမာဏအပေါ်မှာမူတည်ပြီးတော့လုပ်ရမယ်ပုံစံကလည်းမတူသလိုပေးရမယ်အချိန်လည်းမတူပါဘူးနံပါတ်3ဘေကွန်အင်္ဂလိပ်ဘာသာစကားကိုဘလောက် အချိန်ပေးပြီးလေ့လာနိုင်ရဲ့ဘလောက်အချိန်ကြာကြာလေ့လာထားပြီလဲခုနကပြောသလိုပဲသမင်းစားရည်သားလောက်တက်ဖို့ပဲလိုအပ်တဲ့သူနဲ့တကယ် professional ကြာကြာတက်မြောက်ဖို့လိုအပ်တဲ့လူနဲ့တနည်းသာလေ့လာရမယ်အချိန်လဲမတူသလိုရေရှည်လေ့လာသွားရမယ်အချိန်ကာလအပိုင်းခြားလဲမတူပါဘူးဒီနေရာမှာကြီးကြဲပြောရမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘုရားဖြစ်ဖို့အတွက်၄သိန်းချင်းနဲ့ကဘာတသိန်း ပါရမီဖြည့်ကျင့်ခဲ့ရတယ်။ထို့အတူကျွန်တော်တို့နေစဉ်သုံးနေတဲ့လျှက်စစ်မီးကိုတီထွင်မှုအတွက်အဲဒီစင်ကအကြိမ်ပေါင်းများစွာ လုပ်ခဲ့ရတယ်။ကျွန်တော်တို့ကကျွန်တော်တို့တက်ချင်တဲ့အင်္ဂလိပ်ဘာသာစကားအတွက်အချိန်ဘလောက်ပေးပြီးတော့လေ့လာနေပြီလဲလေ့ကျင့်နေပြီလဲ။ ါကတော်တော်လေးရည်ကြည့်ပါလေဒီနေရာမှာလေးလာသူတွေအများစုဖြစ်နေတဲ့ပြဿနာကဆရာတွေကလိုင်းပေါ်မှာအခုလမ်းညွန်နေပေါ့ဘယ်စာအုပ်ကောင်းလဲဆိုလို့ရှိရင် light ဝယ်တယ်ထားပါတော့စာအုပ်ဆိုင်ရောက်သွားတဲ့အခါအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့စာအုပ်လေးတွေ့ရင် light ဝယ်တယ်အလိုမှမဟုတ်လို့ရှိရင်လည်းအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ online မှာဆရာတွေများစွာ share လုပ်ထားကြတာရှိရဲအဲ့ဒီ post တွေကို share မယ်ပြီးတော့အဲ့လိုမျိုး post တွေဘာညာတွေကို second shot တွေရိုက်ထားတယ်အခုနောက်ပိုင်းကျတော့ကျွန်တော်တို့က Telegram channel တွေလည်းပေါ်လာတယ်အဲ့တော့ Telegram channel တွေမှာစာအုပ်မဝယ်ပြင်တော့ပါဒီအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့စာအုပ်တွေ like ပြီးတော့စုတယ် download တွေလုပ်တယ်ဒီနေရာမှာကျွန်တော်တစ်ချိန်တစ်ပတ်ဆိုပြရမယ်ဆိုလို့ရှိရင် တော်တော်များများကြားဘူးတဲ့မချင်းလို့မျိုးဖြစ်နေပြီနဲ့သူ Post တွေ share တဲ့ screen shot တွေရိုက်တယ်ပြီးရင်ဘာမှစက်မဖြစ်ဘူးဒေါက်တွေဆွဲတာဖုန်းတော့ပြည်တယ်ပြီးရင်ဘာမှစက်မဖြစ်ဘူးအဲ့ရှင်ကြောက်လားဟုတ်ကဲ့အဲ့လိုမျိုးဖြစ်နေလားမသိဘူးတော့တော်တော်များများအဲ့အဲ့ရကတစ်ဖွဲ့နောက်တစ်ဖွဲ့ရှိတယ်နောက်တစ်ဖွဲ့ကကြတော့တင်နန်းနေတက်တယ်တင်နန်းကိုတက်တော့တက်တယ်ဒါပေမဲ့အလုံးမအားတာကြီးအကြောင်းပြတယ်အဲအဆရှိဖြစ်မပြကိုယ့်ရဲ့အကြောင်းပြချက်ပေါင်းများစွာနဲ့ ခဏခဏတင်နှန်းပြက်တယ်တလမှာဆိုရပါဆိုတပတ်မှာ၃ရက်တက်ရတယ်တင်နှန်းဆိုရင်တစ်ရက်တောင်အနိုင်တာအဲလိုမျိုးခဏခဏတင်နှန်းနေပြက်တယ်တချို့ကကြတော့တင်နှန်းတော့မပြက်ဘူးတင်နှန်းတော့တက်တယ်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 နေတိုင်းတက်တယ်လုံးဝမပြက်မကွက်တက်တယ်ဒါပေမဲ့ तू ကဘာဖြစ်လဲဆိုတော့စာအုပ်ဘတော်မှမလုပ်ဘူးကြောင်းပြက်လိုက် စာမလုပ်လိုက်နဲ့ level တစ်ခုပြီးသွားတယ်တင်နှန်း cost တစ်ခုပြီးသွားတယ်ပေါ့ဗျာ၃လတင်နှန်း၄လတင်နှန်းပြီးသွားတယ်အဲ့ဒါပြီးသွားတော့ ဘာရလဲဆိုတော့ဟိုဝိုင်လည်းရတယ်လို့လို့ဒီကလည်းရတယ်လို့လို့အခုလို့ဖြစ်နေတဲ့တန်တရားလဲနေတာကိုအဆုံးတတ်ချင်တယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲနံပါတ်1စကားကိုတက်အောင်ရင်လုပ်ပါနံပါတ်2စကားတက်ပြီးရင်စာတက်အောင်လုပ်ပါ ဲ့တော့စကားကိုတက်အောင်လုပ်ပါဆိုတော့ဗာလေစကားတက်တယ်ဆိုတာသူများပြောရင်နားလေကိုပြန်ပြောတတ်တယ်ခါလာဆိုစကားတက်တာအဲ့တော့စကားကိုတက်ချင်နံပါတ်1လောက်ရမယ်အလုပ်ကနားထောင်ရမယ် listening လုပ်ပါမယ် listening လုပ်ပြီးတော့ like ပြီးတော့ပြောရမယ်အဲ့လိုမျိုးသူများပြောတော့နားလေအတူတူပြီးတော့ like ပြောတယ်အဲ့လိုနဲ့တဖြည်းဖြည်းပြောတက်လာတယ်ပြောတက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုပြောတက်သလားကိုခြားရေးလို့ရတယ်အဲ့လိုပြောတက်သလားကိုခြားရေးတာကဗျာဟို formal တော့မဖြစ်ဘူးပေါ့ပြောချင်တာက communication တော့လုပ်လို့ရမယ်ကိုပြောတက်သလားကိုခြားပြီးတော့ ရေးမယ်တငယ်ချင်းတယောက်ကိုကိစ္စရှိလို့ဖုန်းဆက်လိုက်တယ်သူကဖုန်းမကန်ဖုန်းမကန်လို့ရှိရင် messenger မှာဖြစ်ဖြစ် message မှာဖြစ်ဖြစ်စာပို့ထားလိုက်တယ် messenger မှာပို့လိုက်တယ်ဆိုတာ message မှာပို့လိုက်တယ်ဆိုတာကျွန်တော်တို့ပြောချင်တဲ့စကားတွေပဲဒါဆိုရင်ဗဇက်ကနေပြောတတ်တယ်အင်္ဂလိပ်လို့ဆိုရင်လက်ကလည်းအင်္ဂလိပ်လိုရေးဖို့တိတ်ခတ်တော့ဒီမှာပြဿနာရှိတာကတော့စလုံးပေါင်းနေမရတာလို့ဘာလို့တော့ဖြစ်ကောင်းဖြစ်နေလဲဗျဒါပေမဲ့အဲ့ဒီအဆင့်ကိုခဏလေးမေ့ထားလိုက်ဗဇက်ကအင်္ဂလိပ်လိုလဲလဲပတ်ပတ်ပြောတတ်တယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုခြာရေးတာလည်းတိတ်ခတ်ခဲမရှိဘူးဒါပေမဲ့အဲ့ဒါက formal တော့ဖြစ်မှာမဟုတ် communication ပေါ့နော် informal ပဲဖြစ်နေ formal ကြကြရေးတတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က writing လာပြီနောက်တစ်ဆင့်က grammar တွေပါပါလာပြီပေါ့နော်အဲ့ဒါအပြင်ကိုဘာဘာထပ်လို့လာသေးလဲဆိုတော့ reading တွေများများဖတ်ဖို့လည်းလူလာပြီပြောချင်တာကကျွန်တော်တို့ပုံမှန်ပဲကိုမြန်မာလိုပဲတရားနဲ့တရားတငယ်ချင်းကိုစကားပြောဖို့အတွက်အဲစာရေးတယ်ဆိုလို့ရှိရင်ရေးနိုင်တယ်ဗျာဒါပေမဲ့စာရေးစာအုပ်တစ်ပုဒ်ရေးဆိုတာချက်ချင်းလက်တန်ရေးကိုမဖြစ်နိုင်ဘူးအဲ့စာရေးစာအုပ်ရေးဖို့တော့ကျွန်တော်တို့အချက်လက်တွေရှာတယ်စာရေးဖတ်တယ်ပြီးတော့မှ အပြန်ရေးရဒီတဘောတရားတိုင်းပဲအင်္ဂလိပ်မှာလည်းကိုပုံမှန်ပြောမယ်ရေးမယ်ဆိုလို့ရှိရင်เนาะဒီတိုင်းတန်းရေးချလိုက်လို့ရတယ်ဒါပေမဲ့အစီရိုးလို့ဘာလို့လို့ရေးမယ်ဆိုရင်เนาะစာဖတ်အားကောင်းဖို့လိုလာပြီးအဲ့စာဖတ်အားကောင်းတော့မှကျွန်တော်တို့ကပြန်ပြီးတော့ရေးနိုင်လာမှာဖြစ်ပါတယ်အဲ့တော့အနည်းချုပ်ပြန်ပြောမယ်ဆိုလို့ရှိရင်နားထောင်တာနဲ့စာဖတ်တာကအဝင်ဖြစ်ပြီးတော့ပြောတာနဲ့ရေးတာကအထွက်ပါအဝင်ရှိမှအထွက်ရှိပါမယ် ဘာမှမထည့်ပဲနဲ့ဘာမှမထွက်ဘူးဒါကရှင်းရှင်းလေးပဲအဲ့တော့ပိတ်ဆိုကမေခေါ်သုံးခုနဲ့ပြန်ချိတ်ရမယ်ဆိုလို့ရှိရင်ကိုကအင်္ဂလိပ်စာကိုဘာလို့တက်ချင်တာလဲဘလောက်ထိတက်ချင်တာလဲဘလောက်အချိန်ပေးပြီးတော့လေ့လာနိုင်လဲဒီမေခေါ်သုံးခုကိုတေချာစဉ်းစားပြီးသွားပြီဆိုရင် ခုနကျွန်တော်ပြောလိုက်တဲ့အဲ scale လေးခုချိတ်ဆက်တဲ့အချိတ်ဆက်နဲ့စနစ်တကျအချိတ်ဆက်မိမိလောက်ပါဘယ်စာအုပ်ကောင်းတယ်ဘယ်ဟာကောင်းတယ်ဆိုတာမျိုးတော့ကျွန်တော်ဟိုမမေးပါနဲ့စာအုပ်တိုင်းကသူ့အားနာချက်သူ့အားသာချက်ရှိကြတယ်စာအုပ်တိုင်းလို့လို့သူ့အားနဲ့သူကောင်းကြတာကြီးပဲဒါပေမဲ့အရေးကြီးတာကဟိုစာအုပ်လေးလုတ်ကြည့်လိုက်အပြစ်ထားလိုက်ဒီစာအုပ်လေး ေးလုတ်ကြည့်လိုက်ပြက်ထားလိုက်မလုတ်ပါနဲ့စာအုပ်တုံးကိုကိုကဆော့ဆော့မြင်းမြဲကင်အခြေတစ်ခုပေးဒါဆိုရင်တကယ်ကိုအင်္ဂလိပ်ဘာသာစကားတက်မြောက်လာကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဆုံးထိအချိန်ပေးပြီးတော့ကြည့်ရှုကြတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ဗျာ